ဒီဗီဒီယိုလေးထဲမှာပြောပြမယ်ကြောင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုစိတ်ဝင်စားတယ်သိကျင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုထဲမှာတွေ့နေရတဲ့ကြောက်လေးတစ်လုံးကတော့မမောလျံကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ကြောက်လေးကအလုံးထိုင်လေးလည်းကြီးတယ်ခုနကကျွန်တော်လက်ညိုလေးထောက်ပြသွားတဲ့နေရာတပတ်ကိုကတော့အနာအကြီးကြီးတစ်ခုပါပါတယ်ကျန်တဲ့နေရာမှာကတော့အခွန်လေးပါလေးလည်းကျွန်တော်တို့မဆိုးဘူးလတယ်လို့ပြောလို့ရတယ်ရမ်းကလည်းတော်တော်လေးကိုငြိမ်တဲ့ထဲမှာပါတယ်ဒါပေမဲ့အရန်ကြီးအညက်ကြီးထဲမှာတော့မပါဘူးအဲ့တော့ဒီအနေထားဆိုလို့ရှိရင်ဒီကြောက်ကအတခံလေးတော့နည်းနည်းလေးကျဲမယ် ယ်လို့တော့ခံမှန်းမိတယ်ဒီနေ့ဗီဒီယိုထဲမှာအဓိက ပြောပြခြင်းနဲ့အကြောင်းအရာလေးကကြောက်တလုံးကိုကြောက်အစီပါလားမပါဘူးလားဆိုတဲ့ဟာကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တိတက်နားလည်တဲ့လောက်လေးကိုပြောပြပေးခြင်းတာပဲဖြစ်ပါတယ်ကြောက်အစီပါလားမပါဘူးလားဆိုတာကိုတော့ကျွန်တော်တို့အကျွတ်အစမ်းနေဆိုလို့ရှိရင် ကြည့်ရတာလွယ်ကူတယ်ပြီးလို့ရှိရင်ဖြတ်တောက်ပြီးတာကြောက်တလုံးဆိုလို့ရှိရင်လည်းကြောက်အစီဘယ်လောက်ထိပါလဲမပါဘူးလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်ရတာအရန်ကိုရိုးရှင်းမယ်လွယ်ကူမယ်တိရလွယ်မယ်ဒါပေမဲ့ကျွန်တော်တို့လုံစွတ်မှ ာကြလို့ရှိရင်အစီပါလားမပါဘူးလားဆိုတာကိုကြည့်ဖို့တော့တော်တော်လေးကိုခဲရင်နဲ့တော်တော်လေးကိုကျွန်တော်တို့တွေလေးလာအားရှိမှအထီးအတွေ့တွေအများကြီးရှိပြီးမှအတွေ့အကြုံတွေအများကြီးရှိပြီးမှပဲဒါကိုတဘောပေါက်နားလဲသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တိတက်တဲ့လောက်လေးပြောရမယ်ဆိုလို့ရှိရင်အခုလိုကျွန်တော်တို့ကြောက်တလုံးကိုမီးထိုးပြီးတော့မှကြိတ်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာမြင်တွေ့နေရတဲ့မီးပေါက်အားရဲ့ပေးပပတ်လဲမှာအခွန်တွေရဲ့ဂျားတွေကနေပြီးတော့မှအကြည်ပေါက်တေးသေးလေးတွေပါတဲ့ဟာကိုတွေ့ရမယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ အာယုံစိုက်ပြီးတေတေရှာရှာလေးကြီးမှအစီပါသလားမပါဘူးလားဆိုတာဟာကိုတီရှိနိုင်မှာပဲဖြစ်ပါတယ်ဒါကတော့အလွယ်ကူဆုံးနီလန်လေးတစ်ခုလည်းဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့မီးပေါက်အားအကြီပေါက်လေးတွေကလည်းကျဲပြီးတော့မှမီးပေါက်နေတာလားဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့ဒါလေးတွေကတော့အချိန်ပေးဖို့တော့အများကြီးလိုအပ်တယ်ပြီးလို့ရှိရင်လည်းဒီလိုကိုယ်တိုင်ကိုကြားထိတွေ့မှုရှိဖို့လည်းလိုအပ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ ဒီကြောင့်လေးကိုကွန်ကြီးမှာပဲဖြစ်ပါတယ်ဖောက်ကွန်ပြီးသွားတဲ့ရက်လက်ကဘယ်လိုဖြစ်မလဲဆိုတော့ကတော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာမြင်တွေ့ရမှာတော့ကြောက်တလုံးကိုဖောက်ကွန်တဲ့ပုံစံလေးကိုကျွန်တော်အနေနဲ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့မုံမောင်းလျံကြောက်လေးတလုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကမီးပေါက်အားလည်းတော်တော်လေးကောင်းတယ်မီးထုံးပြီးတော့ကြည့်တဲ့နေရာမှာကျွန်တော်တို့တဒုံလုံးပန်းတွေကိုတွေ့ရတယ်ပန်းပါမယ်လို့တော့ခံမှန်းထားပါတယ်ဒီကြောက်လေးကအလုံးထိုင်လေးလည်းကြီးတယ်အခုကတော့ကျွန်တော်အနေနဲ့စပြီးတော့မှကွန်နေတာတချို့နေရာလေးတွေကွန်ပြီးသွားတဲ့အနေအထားရှိပြီပေါ့ဗျာအမှန်တကယ်ကတော့ဒီဗီဒီယိုထဲမှာကွန်ပုံကွန် နီးကိုကျွန်တော်အနေနဲ့ချပြကျင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ဖုန်းကကင်ပြီးမဲ့လူလည်းမရှိတော့ကျွန်တော်ကတက်ရောက်လဲဆိုတော့အပေါ်မှာတင်ပြီးတော့မှဒီတိုင်းလေးရိုက်ထားလိုက်တာအပေါ်ကနေဆိုတော့အကုန်လုံးရှင်းရှင်းလင်းလင်းလေးမြင်ရမယ်လို့ကျွန်တော်ကယူဆပြီးတော့မှထားလိုက်တာအဲ့တော့ကွမ်းနေတယ်လုံနေတယ်ဒါပေမဲ့ဖုန်းကိုတိတ်ပြီးတော့အာယုံမဆိုင်မိလိုက်တဲ့အပေါ်မှာအခုလို꽌နေတော့ကျွန်တော်အနေနဲ့ရှင်းပြဖို့နည်းနည်းလေးခက်သွားတယ်အဲ့တော့ကြောက်ကွမ်းမုံကွမ်းနီးတွေကိုကတော့ကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ရှင်းရှင်းလင်းလင်းလေးပြပြတတလေးရိုက်ပြီးတော့မှကျွန်တော်အနေနဲ့နောက်ဗီဒီယိုတစ်ခုလုပ်ပေးပါမယ်ဒီနေ့ဗီဒီယိုမှာကတော့လောလောဆယ် ျွန်တော်ကွန်ပြီးသွားတဲ့အနေထားကိုကြောက်ရဲ့ရလက်လေးကိုကျွန်တော်အနေနဲ့ပြောပြပေးမယ်။ကြောက်မျိုးတန်းကငကိုကလေးရန်ရပြီးတာကြောက်မျိုးတန်းရင်းတဲ့အပေါ်မှာဒီလိုအခွန်မှာကျွန်တော်တို့တွေပါနေတတ်တဲ့အနာအသေးလေးတွေကအသွင်းထဲကိုစိုက်ပြီးမဝင်သွားတာဒါဒီကြောက်ရဲ့အာသာချက်လေးဖြစ်ပါတယ်။ကြောက်လေးကတော့အစီလေးအတင်းအတင်းလေးပါပါတယ်။အရင်ကြီးအပြည့်ကြီးပုံစံမျိုးတော့မဟုတ်ဘူး။လက်ခံလို့ရတဲ့အနေထားလို့ပြောလို့ရတဲ့အသားတန်းကတော့နည်းနည်းလေးအခြေခံလေးပါပါတယ်။ပန်းလေးတွေကကျွန်တော်တို့မန်းထားသလိုပန်းကတော့ဝင်ပါတယ်။ဒါပေမဲ့ပန်းကလည်းစီးတုပ်လို့ရှိရင်ဘေးမှာဆင်း နေတက်တဲ့အမုံလေးတွေပုံစံမျိုးပန်းကအမုံလေးဖြစ်နေပါတယ်ဘလို့ပုံစံပဲဖြစ်ဖြစ်ပါလက်ရှိအနေထားအတိုင်းမြင်နေရတဲ့ပုံစံအတိုင်းဆိုလို့ရှိရင်ဒီကြောက်လေးကလည်းမဆိုးဘူးလို့ပြောလို့ရတဲ့အထက်မှာပါတယ်ကြောက်လေးရဲ့အာတာချက်ကတော့အနာလေးတွေကကျွန်တော်တို့အသွင်းထဲကိုစိုက်မှုရင်တော့လက်ကောက်တာလွတ်ခဲမယ်ဆိုလို့ရှိရင်ဒီကြောက်လေးကလည်းမင်္ဂလာဖြစ်နိုင်တယ်အဲ့တော့ဒီကြောက်လေးကိုတော့ကျွန်တော်နောက်နေ့မှဂျန်နဲ့မျက်နှာပြင်ကိုထပ်ပြီးတော့မှလက်ကောက်လွတ်မလို့ဆိုတာကိုခေါင်းပြီးတော့မှကြွန်ကြည့်မှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ညံ့ပါမယ်